ဒီနေ့ကတော့ aesthetic clinic တွေမှာလူကြိုက်များတဲ့ကုသမှုတစ်ခုဖြစ်တယ်ပေါ့နော်။ high flow ကုသမှုတွေနဲ့ပတ်သက်ပြီးတော့ပြပြပေးခြင်းပါ။ဒီ high flow ကုသမှုကိုကြတော့ဒီအရေးကြောင်းတတကျင်တဲ့သူတွေပြီးတော့အသားရရော့တွဲပြီးတော့အသားရတင်းရင်းကျင်နေအာ smile line လေးတတကျင်တဲ့သူတွေပေါ့နော်ဆေးလည်းမထိုးကျင်ဘူးလေစာပြင်းလည်းမပြည့်ကျင်ဘူးအဲဆိုတဲ့သူတွေအတွက် အလုပ်တက်ကူတာမှုပေါ့ဒီတော့ high flow ဆိုတာပါလဲဘယ်လိုမျိုးလုပ်လုပ်တာလဲပေါ့နော် high flow ဆိုတာကြတော့ high intensity focus ultrasound ကိုပြောတာ ultrasound ဆိုတာမျိုးကကြောင့်အတန်လိုင်းပေါ့နော်ဒီမြင့်မာတဲ့အတန်လိုင်းတွေကိုအသုံးပြုပြီးတော့ပေါ့နော်မတို့ရေပြားတဲ့ tissue လေးတွေကိုအပြင့်မှတ်ထားပြီးတော့ focus ပေါ့ပြတ်မှတ်ထားပြီးတော့ကုသတဲ့နီးလမ်းပေါ့နော်ဘယ်လိုမျိုးလုပ်လုပ်လာလဲဆိုရင် तू ကကျတော့အမတို့ဒီ high food ပြတ်တဲ့နေရာလေးရှိရပေါ့ကွာ तू အပေါ်ရန်ပြည့်ရင် तू ကအပေါ်မှာတော့အတန်တိုင်းနေရာမစုသေးဘူးအရေပြားထဲမှာ तू ကသွားပြီးတော့စုတယ်အမတို့ target ထားတဲ့လေယာလေးရှိအဲ့လေယာမှာ तू ကအဲဒီအတန်တိုင်းလေးကသွားစုတယ်စုရတဲ့နေရာမှာတော့ focus point လို့ခေါ်တယ်အဲ့ focus point မှာ तू ကအဲစုလာပြီဆိုရင်ဒီ ultrasound အတန်တိုင်းလေးကနေအပူထုတ်တယ်အပူထုတ်တာမှာတော့ coagulation လို့ခေါ်တာပေါ့နော် အဲဒီအပူလိုင်းနဲ့ဒီတ िश ူးကိုဖြက်စီးလိုက်တဲ့ပုံစံမျိုးပေါ့ဆိုတော့အဲ့နေရာကအပူကြီးရဲ့တ िश ူးလေးကပြက်စီးသွားတယ်။ဒါရဲ့ control တာမဲ့ damage ပေါ့နော်။ဟိုဒီနေရာလေးတွေပဲပြက်စီးအောင်သူကလှုပ်လှုပ်သွားတယ်။ဒီပြက်စီးသွားတဲ့နေရာလေးမှာအနာကျတဲ့ဖြစ်စဉ်တွေဖြစ်တဲ့အဲ့ခါမှာ test တွေလှုံ့ဆော်လာတဲ့ collagen လေးတွေထွက်တဲ့အသားတွေပို့ပြီးတင်းရင်လာတဲ့ process ပေါ့အဲ့လိုသွားတာ။ဆိုတော့သူကမတော် high food ပြစ်ပြီဆိုရင်အဓိက layer လေးတွေကွာလေခုနပြောတဲ့ကို focus ထားတဲ့ layer လေးတွေမှာကွာတယ်လို့ပြောတာပေါ့နော်။အကျန်းမြင်မတော်စေကန်ဒီမှာဆို high food ကသူက30ကျတာများတယ်။မတော်ဒီအရေးပြားတဲ့ကပေါ့နော်ဒီ1.5 mm တာဂတ်ထားတဲ့ဟာရှိတယ်3.0 mm တာဂတ်ထားတာရှိတယ်အာဒီ4.5 mm ကိုတာဂတ်ထားတာရှိတယ်ပေါ့နော်ဒီလိုမျိုးခေါင်းလေးတွေပေါ့အမတို့ကဆက်မှာခေါင်းလေးတွေကိုပြောင်းပြောင်းပြီးတော့သုံးပေးရတာပေါ့5.5ကဘလို့ဘယ်နှစ်ယောက်တာဂတ်ထားလဲဆိုအရေပြားရဲ့1.5 mm ကိုတာဂတ်ထားတယ်အရေပြားရဲ့1.5 mm ဆိုတာဒီ epidermis ပေါ့နော်အမတို့အပေါ်ရံအရေပြားပေါ့ဆိုတော့အပေါ်ရံမှာအရေချောင်းလေးပေါ်နေတာတို့အာဒီအစကင်းတက်စချာမကောင်းတာမျိုးလေးဆိုရင်သူအသားရည်ကိုကိုကြည့်ရချွေးပေါက်လေးတက်တာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးသွားတယ် အာနောက်လေယာတစ်ခုကတော့ဒီ3.0လေယာဒီ3.0ဆိုတာကျတော့ဒီအခြေပြားရဲ့အောက်3.0 mm အဓိကတော့အမတို့ဒီအာ fat layer ပေါ့နော်အစီရှိတဲ့နေရာလေးတွေပေါ့ဒီ3.0 mm တာကတ်ထားလိုက်တယ်ဆိုတော့ तू က collagen လေးလုံစောပေးရဲပြီးတော့3.0 mm မှာရှိတဲ့အစီလေးတွေကိုပါ तू ကအာအယောနေစီရပေါ့နော်အစီတွေစီတွဲနေရတဲ့တတစီပြီးတော့ဒါယူပို့ပြီးတင်းရင်းစီရအာနောက်တစ်ခုကတော့ तू ကဒီ 4.5 mm ပေါ့နော်4.5 mm ကကျတော့သူကအမတို့ smart layer တွေကိုရောက်သွားတယ် smart layer ဆိုတာ superficial mask လို့ apo neurotic system ပေါ့နော်အဲ့တွေကိုသူက target ထားတာအဲ့တွေကို target ထား smart layer ကို target ထားရဲဆိုတော့သူအဓိက skin tightening ပေါ့အသားရည်ကို ပင့်တင်ပြီးတဲ့အသားကိုတင်းရင်းစေတဲ့ပုံစံမျိုးပေါ့ smart layer ဆိုတာမျိုးပါပေါ့နော်အဲ့ smart layer ကိုတာဂတ်ထားတဲ့အခါမှာ result ကလည်းပို့ပြီးကြာရှိခံတယ်ဆိုတော့မတော်တူ၃ဆင့်ပြတာများတယ်ဆိုတော့ဒီ smart layer ကိုပြင်ရင် result ကချက်ချင်းတော့မသိတာကို collagen လုံးစော်ပေးတဲ့ဒီ၂လ၃လလောက်မှာပို့ပြီးသိသားတယ်ရဇက်ကပိုတာရှိခံတယ်ခုနပြော1.5တို့3.0ကကြတော့ ရက်ဇက်ကနည်းနည်းမြင်မြန်မြင်ရတယ်ဒါပေမဲ့ရက်ဇက်ကအရင်ကြာရှည်မခံဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့မတော်ကဒီဟာလေးကိုပေါင်းပြီးလုပ်ပေးခြင်းအားဖြင့်အသားရေကပိုပြီးတင်းရင်စီတဲ့ပုံစံမျိုးတွားတာပေါ့ဆိုတော့ high flow လောက်ရင်ဘာကြီး side effect ဖြစ်နိုင်လဲပေါ့ပြစ်ထားတဲ့နေရာလေးတွေကနေရာတို့တခါလေးအပူအပိန်လေးထားတာတို့ပူရာမျိုးလေးဖြစ်တတ်တယ်ပြစ်တဲ့ခါမှလည်းနည်းနည်းနာရာမျိုးလေးရောရှိတာပေါ့နော်တချို့အဲရှားတဲ့ case တွေမှာဆိုတော့နည်းနည်းလောင်သွားတာမျိုးတို့တခါလေး bruising ပေါ့အာဒီညိုမဲဆိုတာမျိုးလေးရောဖြစ်နိုင်နေတာရှားတော့ရှားပါတယ်စေကန်းသုံး professional high flow ကတော့ဆရာဝန်တွေဖြစ်ပြရပါပေါ့နော်ဘာလို့ဆိုတော့တခါလေး nerve ပေါ့ဒီ nerve jaw လေးအာယုံ jaw လေးတွေထိခိုက်မှာဆိုရင်ရတယ်အာတခါလေး band ပူလောင်သွားမှာဆိုရင်ရတယ်အဲ့ဒါလေးတွေတော့ကယူဆိုင်ရတယ်ဒီ high flu ကခွဲစိတ်ဆရာလည်းမလို့ဘူးအဲဒီကြိုးတွေဆေးထိုးတာမျိုးကြီးလည်းမလို့ဘူးလှုပ်ပြီးသွားရင်လည်းရုပ်ပြက်ဆင်းပြက်ပေါ့အာနာတာတွေရောင်နာတွေအညိုမဲ့ဆွဲတာတွေမရှိရတဲ့အတွက်ပေါ့နော်ဒီလိုဆေးကန်းတွေမှာအာလူကြိုက်များတဲ့ဒီ popular ကုသမှုတစ်ခုပေါ့နော်